အခုတင်ဆက်ပေးမယ့်တင်ကတော့အတူယူမမစီဖို့အတွက်အသက်၅နှစ်ပြည့်တဲ့သူတွေကိုဆိုရှယ်မီဒီယာတော်ပြခွင့်ပေးမယ့်တင်ပဲဖြစ်ပါတယ်။တက္ကရာရှင်မူရင်းမြင့်တက်လာတာကြောင့်အသက်၅နှစ်ပြည့်တဲ့သူတွေကိုဆိုရှယ်မီဒီယာတော်ခွင့်ပေးဖို့အတွက်ပြည်သူသမ္မတမက်ခရွန်ကဆုံးဖြတ်လိုက်တယ်လို့သိရပါတယ်။ပြခဲ့တဲ့ရပိုင်းနေတွင်ကအသက်30ရွယ်ကျောင်းကူတရားဟာအလဲတန်းကျောင်းသားတက်ွက်ကြထုံမှုကြောင့်အသက်ဆုံးရှုံးခဲ့ရပြီးရဲ့နောက်မှာပြည်သူဆိုရအေးပေါ်စီဝေးစင်မပို့ပြီးတော့အဖြေရှာခဲ့ကြပါတယ်။ ပြည်ထောင်နိုင်ငံအတွင်းမှာပြီးခဲ့တဲ့နှစ်ပိုင်းလေးအတွင်းကြောင်းတွေမှာဓာတ်ထုတ်မှုတွေမြင့်တက်လာခဲ့ပြီးတော့အဲ့လိုဖြစ်စီတဲ့ကြားရတွေမှာဆိုရှယ်မီဒီယာတွေကအရွယ်မရောက်သေးတဲ့ကလေးငယ်တွေကိုလမ်းမရောက်အောင်တွပုနေတာဖြစ်တယ်လို့ရှက်ကိုအတည်ပြုခဲ့ပါတယ်။ဒါကြောင့်အသက်15နှစ်အောင်ပြည်သူရဲ့ကလေးတွေကိုဆိုရှယ်မီဒီယာသုံးခပေးဖို့အတွက်ဆုံးဖြတ်လိုက်တာပဲဖြစ်ပါတယ်။ပြည်ထောင်နိုင်ငံအတွင်းမှာအရွယ်မရောက်သေးသူတွေရာဇင်းမှုကျေနွယ်နှောင်းကလည်းတိတိတတ်တိုင်းမြင့်တက်လာရလို့သိရပါဗျ။ဒီတဲ့တွေကိုတော့ငင်းချောင်းအောင်ပေးဖို့လာပါဗျ။